နမဲကျော်ဘောလုံးမဂ္ဂဇင်း France Football ကနောက်ထပ် Blondie or Solution နဲ့ပတ်သက်ပြီးတော့ညှင်းခုံမှုတွေကိုဖန်တီးလိုက်ပါတယ်။ Lionel Messi နဲ့ Cristiano Ronaldo တို့နှစ်ယောက်ထက်ကဘသူကသမိုင်းတက်လျှောက်အကြီးအကျယ်ဆုံးကစားသမားဖြစ်တယ်ဆိုတဲ့ထာဝရညှင်းခုံမှုဟာ Blondie or Solution နဲ့အတူ အဆုံးသတ်နိုင်ပွဲရှိပါတယ်။ လွန်ခဲ့တဲ့1989ခုနှစ်မှာ France Football ကပေးအပ်ချင်းမြင့်တဲ့ Super Ballon d'Or ဆုကို Johan Cruyff နဲ့ Michael Platini တို့လိုကနဝင်ကစားသမားကြီးတွေကိုကြော့ဖြတ်က Alfredo Di Stefano တယောက်ပဲရရှိထားခဲ့ပူပါတယ်။အဲဒီနောက်ပိုင်းမှာတော့ပေးခဲ့တဲ့ဆဲဆုနှစ်၄ခုအတွင်းအချိန်ဝအကြီးဆုံးဘောလုံးသမားကို Super Ballon d'Or ဆုပြန်ချီးမြှင့်တော်မှာဖြစ်ပါတယ်။အဲဒီအချိန်ကဥရောပကစားသမားတွေသာပါဝင်နိုင်ခဲ့ပေမဲ့ ာဂျင်တီးနားနိုင်ငံဘူနိုအေရက်စ်မှာမွေးခဲ့တဲ့ဒီစတီဖာနိုဟာစပိန်နိုင်ငံသားခံယူမှုကြောင့်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။စူပါဘလွန်ဒီယောဆုကိုဘယ်သူဆုတ်ခိုးသွားမလဲ။ပြစ်နိုင်ခြေရှိတဲ့ဆူရှင်စီးရင်တွေမှာရိုဒရီဟာနန်ဒက်စ်၊ကာရင်ဘန်စီမာ၊လူကာမိုဒရစ်၊ကာကာ၊ဖာဘီယိုကန်နာဗာရို၊ဒါမှမဟုတ်ရော်နယ်ဒင်ဟိုရိုလိုဘလွန်ဒီယောဆုရှင်တွေပါဝင်နိုင်ပေမဲ့ အဓိကပြိုင်ဘက်တွေကတော့ Blondie or Su ကို၈ချိန်နဲ့၅ချိန်စီအသီးသီးဆွတ်ခူးထားတဲ့ Lionel Messi နဲ့ Cristiano Ronaldo တို့ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ France Football က1989မှာ Di Stefano ရခဲ့တဲ့ဆုအတွက်ဂုဏ်ပြုကြောင်းထုတ်ပြန်ခဲ့ပြီးဒီနေ့ခေတ်မှာဒီဆုကိုဘယ်သူရထိုက်လဲဆိုတာကိုလူသိရှင်ကြားမေးခွန်းထုတ်ခဲ့ပါတယ်။ဘေဘလွန်ဒီယောဆုနဲ့မှမတူတဲ့ဆုတခုဘယ်သူမှမရဘူးသေးတဲ့ဆုကို1989မှာကစားသမားတယောက်ရရှိခဲ့ပါတယ် အဲ့ဒါကတော့စူပါဘလွန်ဒီယောပါဒါပေမဲ့သူကဘာလုပ်လဲတကယ်လို့ဒီကနေ့ခေတ်မှာပြန်ပေးမယ်ဆိုရင်ဘသူကရိုက်ထလဲလို့ France Football ကရှင်းတာခဲ့ပါတယ်ဒီ post ကနေပြီးတော့ဒီစုကို Cristiano Ronaldo နဲ့ Lionel Messi တို့အထက်ကဘသူကရိုက်ထတယ်ဆိုတာနဲ့ပတ်သက်ပြီးအငင်းခုံမှတ်ချက်ပေါင်း2000ကျော်ကရက်ထခဲ့ပြီးတော့တခြားဘောလုံးသမားနာမည်တွေကိုအဆိုပြုရဲတဲ့သူကအနည်းငယ်ပဲရှိခဲ့ပါတယ် Super Blondie ရဲ့ solution ကိုညံရဲတူ artificial intelligence ကခံမှန်း ဂရော့ညံရဲ့သူကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုထုတ်ပြန်ပြီးရင်းခုန်မှုကိုအဆုံးသတ်ဖို့စူးစမ်းခဲ့ပေမဲ့ဒါကတော့ဆယ်စုနှစ်၄ခုအတွင်းအကောင်းဆုံးကစားသမားဘယ်သူဖြစ်မလဲဆိုတာနဲ့ပတ်သက်လို့ပိုလို့တော့အငင်းပွားစေခဲ့ပါတယ်။ဆယ်စုနှစ်တိုင်းရဲ့အကြီးအကျယ်ဆုံးဘောလုံးသမားတွေအတွက်ရှားပါးစုဖြစ်တဲ့ Super Blondie or ဆုကတော့ဒီကနေ့ခေတ်မှာ Lionel Messi လက်ထက်ရောက်ရှိသွားနိုင်တယ်။သူရဲ့ blondie ော၈ချိန်2022ကဘာဖလားအောင်ပွဲနဲ့အဓိကစုဖလား45ခုကပြိုင်ဘက်တွေထက်အများကြီးတာလွန်နေတယ် ဂိုးပေါင်း900ကျော်နဲ့ချန်ပီယံလိဂ်ဖလား9ကြိမ်ရထားတဲ့ခရစ္စတီယာနိုရိုနယ်ဒိုကတော့တိုင်ဘက်ကောင်းတယောက်ဖြစ်ပေမဲ့ကမ္ဘာဖလားမရရှိသေးတာကသူ့ကိုအားနည်းစေတယ်။နှစ်ယောက်စလုံးကထူးချွန်မှုကိုအနက်တိတ်ပဲပြန်ဖွင့်ခဲ့ကြပြီးဆုံးဖြတ်ချက်ကတော့တူးချင်းစုတစိတ်တွေနဲ့နိုင်ငံတကာဂုဏ်သိက္ခာကိုဦးစားပေးမလား။ဒါမှမဟုတ်ဂိုးသွင်းစွမ်းရည်တက်တက်ကိုပဲဦးစားပေးမလားဆိုတဲ့အပေါ်မူတည်ပါရယ်။ပြည်သက်တရဲ့ဝေဖန်သုံးသက်တွေကတော့ကွဲပြားနေစေဖြစ်ပြီးအတိအကျအပြည့်မရှိပါဘူးလို့ AI ကပြောပါရရှင်။